Hello 大家好我是超的那超嘎လိုင်းမင်္ဂလာခမ်းမမှာပြုလုပ်ခြင်းပါတယ်။လှောင်းလှလည်းလမ်းမုတ်ပွဲတော်နဲ့တင်းကျွမေထုံပွဲတော်ကိုလာရောက်လေ့လာတာပဲဖြစ်ပါတယ်။အထဲမှာဘာတွေဘလို့ပြင်ဆင်ထားပြီးတော့ဘလို့မျိုးခန့်ခန့်နာနာလှပနေအောင်မလဲဆိုတာကိုတော့ချောင်းတဲ့သူလိုက်ကြည့်ပေးကြပါအောင်ရှင်။လမ်းမုတ်ပွဲတော်ဆိုတာကတရုတ်လူမျိုးတွေအတွက်အရေးအကြီးဆုံးဂျိုးရပွဲတော်တွေထဲကတစ်ခုပဲဖြစ်ပါတယ်။ ုဒီမှာဆိုလို့ရှိရင်တရုတ်ယဉ်ကျေးမှုအကအလှတွေအပြင်သူတို့ရဲ့လက်မှုလက်ရာလေးတွေကိုအနီးကပ်မြင်ရတယ်ပေါ့နော်ချောသဘောအကျဆုံးရိုးရလက်မှုပညာရက်ကတော့ကြားမာလို့ခေါ်ပါတယ်ချောတိတက်လောက်လေးပြောပြရမယ်ဆိုလို့ရှိရင်တသားပုံစံခွက်ပေါ်မှာရေးထွင်းထားတဲ့နတ်ယုတ်ဒါမှမဟုတ်မင်္ဂလာတင်္ကေတတွေကိုစက်ကူပေါ်မှာပုံနှိပ်ယူပြီးကံကောင်းခြင်းနဲ့ဘေးရန်တွေရဲ့ကင်းရှင်းရဲ့အတွက်အသုံးပြုကြတာပေါ့နော် မ်းမုတ်ပွဲတော့ပြုလုပ်ရခြင်းရည်ရွယ်ချက်တွေထဲမှာအဓိကကတော့နေဝေးရမိသားစုဆွေမျိုးတွေပြန်လည်ပေါင်းစုံတဲ့အချိန်ပဲဖြစ်ပါတယ်ပြုလို့ရှိရင်လမ်းမုတ်ပွဲတော်ကစောင်းဦးတင်းနယ်စပားရိတ်သိမ်းမှုအတွက်ကျေးဇူးတင်တာကို ဖော်ပြတဲ့ရိတ်သိမ်းပွဲတော်တစ်ခုလည်းဖြစ်တယ်။အသက်ရှင်အောင်၊ကံကောင်းအောင်၊အနာဂတ်မှာပိုအဆင်ပြေအောင်စူတောင်းကြတဲ့အချိန်ကာလလေးလည်းဖြစ်ပါတယ်။ လမ်းမုတ်ပွဲတော်ကိုတရုတ်ပြက်ကတဲ့ရဲ့၈လပိုင်း15ရက်နေ့လမ်းပြင်းနေမှာကျင်းပလေးရှိရဲပေါ့နော်အဲ့ဒီအချိန်ကတသင်္ဘာလလယ်ရနေအော်တိုဘာလအစောပိုင်းလောက်မှာကြာရောက်လေးရှိပါတယ်လမ်းမုတ်ဆိုတာကဒီပွဲတော်ရဲ့အထင်ရှားဆုံးအစားအစာဖြစ်ပါတယ်လမ်းမုတ်ရဲ့အဝိုင်းပုံစံကစီးလုံးချင်းနဲ့ပြည့်စုံခြင်းကိုကိုးစားပြုပါတယ် ြီးတော့ချောလမ်းမုတ်လေးတွေကိုလည်းကိုယ်တိုင်လုပ်ကြည့်ခဲ့ပါသေးတယ်မသိမသက်လမ်းမုတ်လေးပေါ့နော် ှာဆိုရင်မိသားစုတွေကလမ်းမုတ်ကိုတယောက်တစ်ပိုင်းစီမျှဝေစားလေးရှိတယ်။ဒီပွဲမှာလည်းလာတဲ့သူတိုင်းကိုတစ်ပိုင်းတစ်ပိုင်းစီခွဲဝေကြွေးတာလေးကတော့ချက်စရာအကောင်းဆုံးပေါ့နော်။ တောင်ဆေးဆိုးတဲ့နေရာလေးတွေမှာဆိုလို့ရှိရင်လည်းချောဝင်တန်းစီပြီးတော့ဆေးရောင်စုံလေးတွေကိုယ်တိုင်ဆက်ခဲ့ပါသေးတယ်။ ကဲဒီနေ့ချောလိုက်ပြပေးခဲ့တာကတော့စောင်းလလည်းလမ်းမုတ်ပွဲတော်နဲ့သတင်းကျုံမိထွန်ပွဲတော်ကိုကျင်းပနေတဲ့ပုံရိပ်လေးပဲဖြစ်ပါတယ်လုံးဝကိုပျော်ပြရလဲကောင်းတယ်ပြုလို့ရှိရင်ဘူးသတိုင်းလည်းအများကြီးရမယ်လို့ထင်ပါတယ်ချောကနောက်ပတ်တွေမှာရောဘယ်လိုမျိုးတင်ဆက်ပေးသွားအောင်မလဲဆိုတာကိုစစ်ဆောင်ကြည့်ဖို့မင်းနဲ့နော်ချောနဲ့အတူနောက်ဗီဒီယိုတွေမှာပြန်တွေ့ကြမယ်နော်တာ